တော့ကြင်မြစ်ကြဲသေးကိုအာမှွေးကြိုင်နေအောင်ချက်ပြပေးမယ်တဲ့အဲ့ဆိုရင်ကျွန်တော်နဲ့တူတူကြည်ကြည်ရအောင်ပေါ့နော်ဘယ်လိုမျိုးချက်တယ်လဲဆိုတာပေါ့နော်တကယ်လို့ဟင်းချက်နည်းတွေဝါသနာပါတဲ့သူတွေဆိုလို့ရှင်လေဒီဗီဒီယိုလေးမှကြည့်လို့ရပါတယ်လို့ပြောရင်းနဲ့ Okay သူတို့ရဲ့ဗီဒီယိုလေးကိုကြည်ကြည်ရအောင်ပေါ့နော်အိမ်ကမိမိလက်ရစက်မြစ်ကြက်တဲ့ဟင်းလေးအရန်လွမ်းနေလို့ဒီနေ့လာချက်စာဖြစ်ပါတယ်ကျင်းမြစ်ကျဲတွေအားလုံးတေချာစေးကြောပြီးရတဲ့အစာပလာစာဟင်းချုံမိုးစနွဲတွေကိုထည့်ပြီးတော့နှက်ထားမယ်နော် အနည်းဆုံးမိနစ်20လောက်နှပ်ထားပေးပါဒါမှအရရပူဝင်ပါမယ်ကျက်သွန်နီလေးလီးထားမယ်ကျက်သွန်ဖြူလေးရိုက်မယ်ဇပလင်လေးလည်းထည့်မယ်နော်အစပလာနဲ့အားလုံးစုံသွားပြီဆိုလို့ရှိရင်ကြိတ်ဆက်နဲ့ကြိတ်ပါမယ်ရှင်ဇပလင်ထည့်ထားတော့အနဲ့လေးကအရန်မွှေးတယ်ဇာပန်းကကျက်သေးမြေလေးအရန်ကြိုက်လို့အိမ်မှာဆိုလို့ရှိရင်မမေကအများနဲ့ချက်ကျွေးလေးရှိရဲစီတက်မယ်အစပလာထည့်မယ်နော်အနက်မွေးလိုက်ပြီဆိုလို့ရှိရင်နှက်ထားတဲ့အသေးမြင့်အားလုံးကိုရောတမပြီးတော့ချက်ပါမယ်နော်အစိမ်းနဲ့ပျောက်တဲ့အထိအသားနဲ့မွေးမွေးလေးဖြစ်တဲ့အထိကိုကြော်မှချက်မယ်နော် ရေထည့်ပြီးရ95မိနစ်ခန့်အုပ်ထားပါမယ်။အနက်မွေးဖို့အတွက်ပင်စင်းရွက်ကိုချွေနေရင်းနဲ့ဖုန်းကဝင်လာပြန်ပြီးမမေလက်ရချက်စားနေတာနဲ့အတော်ပဲမမေကဖုန်းခေါ်လာပြီနော်။မမေကိုလွမ်းနေလို့မမေချက်ကျွေးဖူးတဲ့ဟင်းလေးကိုချက်နေတယ်ပြောနေရင်ဖုန်းကြပါရတယ်မမေကတော့ဖုန်းပေမထည့်ထားဘူးနဲ့တူပါတယ် ကဲအမေကို True Money နဲ့ဝင်လေးဖြည့်ပေးလိုက်ပါဦးမယ် application နဲ့ဝင်မြန်မာ phone line တွေဖြစ်တဲ့ Attend Mind MBD ရဲ့ Oridu ရဲ့အကုန်ထည့်လို့ရတယ်နော်ကိုကြိုက်တဲ့လောက်ထည့်ပေးလို့ရတယ်ဂျပန်ကတော့တထောင်ရွေးပြီးတော့ထည့်ပေးလိုက်ပါမယ် True Money ကထိုင်းတောင်မကမြန်မာပြည်ကငွေလွှဲလို့ရတယ်ဆိုအရင်အဆင်ပြေတယ်အမေကတော့ပတ်စံရရနဲ့ချက်ချင်းကျွန်မကို phone ခေါ်လာတယ်သမီးဖုန်းပေးဖြစ်ပေးလိုက်တာလားတဲ့ဟုတ်တယ်မမအပြင်ထွက်စရာမလိုတော့ဒီကနေဖြစ်ပေးလိုက်တယ်ရန်လွယ်ကူလို့နောက်ဆိုသမီး true နဲ့ပဲဖြစ်ပေးမယ်နော်မမဘလို့ဆက်သမီးရင်းဆက်ပြီးတော့ချက်လိုက်ပါဦးမယ် ကျမြင့်ချက်တဲ့ဟင်းလေးရတယ်အနံ့တော်တော်မွေးနေပြီပင်စိမ့်ရွက်လေးကိုထပ်ထည့်မှာနော်ပင်စိမ့်ထည့်မှာဆိုလို့ရှိရင်ညီနက်လေးတွေလည်းပျောက်တယ်ဟင်းရဲ့အရာတာပိုပြီးမှနှက်ဆိုင်စီတယ်ရိုးရှင်းလွယ်ကူပြီးမမြန်ဆန်ချက်နိုင်တယ်ကျမြင့်ချက်တဲ့ဒါမှန်းနဲ့သူပြောတာဟုတ်တယ်ပေါ့နော်အာနောက်တစ်ခုကဒီစပလင်တို့ဘာလို့ဆိုလို့ရှိရလဲအရန်လူနဲ့အမ်းမာကြီးညီညက်တယ်ပေါ့နော်ကျွန်တော်တို့စဖမှုလို့တော့ဆိုလို့ရှိရယ်ကျွန်တော်တို့ဒီဒီ data site ကြီးမှာကျွန်တော်တို့အလုပ်လုပ်ခဲ့တော့ဆိုရင်ပေါ့နော်ဒီ stability ကိုဘယ်လိုမျိုးလဲဆိုရင် ပပပပလီးလိုက်တယ်လှီးပြီးရယ်ဘာလို့လဲဆိုရယ်อืมပြုတ်တယ်ရေအများကြီးနဲ့မဟုတ်ဘူးပေါ့နော်အများကြီးနဲ့မဟုတ်ဖဲနဲ့ပြုတ်တယ်ပြုတ်ပြီးလို့ရှိရင်အဲ့ဒီစပလင်တွေကိုစနက်ကျိတ်လိုက်တယ်ပေါ့နော်စနက်ကျိတ်တယ်စနက်ကျိတ်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီအရေကိုယူတယ်ပေါ့နော်ဆော့လောက်တာပေါ့နော်အရန်စကားနဲ့ပေါ့နော်အဲ့ဒီစားလိုက်တဲ့အခါဆိုရင်ဘာလဲဆိုတော့စပလင်ကအနံ့ကအရန်ကိုမှမွေးတာပေါ့နော် အဲ့ဒီကျွန်တော်တို့လောက်ခဲ့တဲ့စာရေးဆိုရင်သူကအချုံမှုန်နေပါလေတုံးလို့မရဘူးသူကအဲ့လိုမျိုးတုံးလို့မရဘာဖြစ်လဲဆိုတော့သူကဒီပင်လေအစားစာလောက်တယ်ဆိုတဲ့အခါကျတော့သူကတဘာဝတကယ်အစစ်တွေကိုပဲလောက်ရတာပေါ့နော်ဆော့ဆိုလို့ရှိရင်လဲဆော့ကအာတကယ်အစစ်တွေကိုပဲတုံးရတာပေါ့နော်ဥပမာဒီဆော့ကဘာနဲ့လောက်မှာလဲဥပမာပေါ့စပလင်နဲ့လုံးမယ်ဆိုရင်လည်းစပလင်နဲ့ပေါ့နော်အာနန်နန်ပင်နဲ့လုံးမယ်ဆိုရင်လည်းနန်နန်ပင်နဲ့ပေါ့အဲ့ဒီဟာကိုကြိတ်ကြိတ်ပြီးရင်အဲ့ဒီအရင်နဲ့ပဲလုံးရတာပေါ့နော်ဆော့ပေါ့နော် အဲ့ဒီမှာတုံးတဲ့ခါဆိုရင်သူတို့ကဈေးအရန်ကြီးတယ်နော်အဲ့လိုမျိုးဆိုင်နေကဈေးအရန်ကြီးတယ်အာပြီးတော့အင်းထဲတဲ့အစားအစာကလည်းနည်းနည်းပဲဒါပေမဲ့အမေရေများတယ်သူတို့ပေးထားတာပေါ့နော်ဝိုင်းတဝိုင်းမှာအမေရေတော့များတယ်ပေါ့နော်အမျိုးရေပေါ့နော်အင်းအမျိုးရေများတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုဟာနည်းနည်းလေးဒီဟာနည်းနည်းလေးအဲ့လိုမျိုးလေးစားလို့ရရုံလေးပဲသူတို့ကလောက်တာတာပေါ့နော်အများကြီးမရဘူးပေါ့နော်ဆိုတော့ အခုလည်းဒီဇပလင်တွေပါတယ်ဟင်းချစ်တဲ့အခါမှာဇပလင်တို့ပါတော့ထဲသုံးတာလို့ပါတော့တကယ်ဟင်းဟင်းရဲ့ပြောရရင်တကယ်လို့ဆိုင်ဖွင့်ပြီးရောင်းတဲ့သူတွေပါလေဆိုလို့ရှိရင်ဒီဇပလင်ကိုကြိတ်ပြီးတော့ဟင်းနဲ့လက်ကိုနည်း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 အဲ့လိုမျိုးထဲတယ်ဆိုရင်ဟင်းတွေရဲ့ဆွဲဆောင်မှုကိုတော့မှဇပလင်ကရှိတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနော်ဆိုတော့ဒီနန်နန်ပင်တို့ပါတော့ဆော့တွေပါလေအကုန်လုံးသူလှုပ်လို့ရတယ်နော်ဒါကျွန်တော်တို့လည်းလုပ်ခဲ့ဦးပါတယ်လို့ပြောရင်းနဲ့ဗီဒီယိုလေးကို အာဒီမှာပဲအဆုံးသတ်ခွင့်ပြုပါနောက်ပြည်တွေကြမှာကျွန်တော်တို့ပြန်လည်ဆုံကြည့်ကြမယ်เนาะအားလုံးဘိုင်ဘိုင်